သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ဂျွန်လ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီမြို့နယ်ရမ်းဖို့ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကို drone နဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်မှထိခိုက်သေးဆုံးမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရမ်းဖို့ရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုရှိကြောင်းဗိုလ်ခရင်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ26ရက်နေ့ညနေ3နာရီခန့်မှာရမ်းဖို့ကြေးရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်သားတအူပြင်းထန်တံရရရှိခဲ့ပြီးထိခိုက်သေးဆုံးမှုများရှိပေမဲ့အရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ဒရုန်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာစစ်ခွေးတကောင်အပြင်းထန်တံရရတယ်။နောက်ထပ်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်။အရေးအတွက်ကိုတော့အတီးမပြုတ်နိုင်သေးဘူးလို့ဗိုလ်ခရင်တပ်ဖွဲ့မှတာဝန်ရှိသူတအူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဗိုလ်ခရင်တပ်ဖွဲ့နဲ့ပိတ်ခရင်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တနင်္သာရီသိန်းခွန်ရွာနဲ့နောင်ချိုတို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်သိန်းခွန်ရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေကြောင်း KNU ဗိတ်တဝဲခရိုင်ကသတင်းထုတ်ပြန်ထားပါတယ် ဇွန်လ28ရက်နေ့နနက်8နာရီမှာစတင်ကတနင်္သာရီမြို့နယ်တင်းခွန်ကြေးရွာအနီးတစ်ဝိုက်မှာရှိတဲ့မောတောင်ဒေသကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် KNL တရင်17လက်အောက်ခံတော်လရင်တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာအနီးတစ်ဝိုက်ကို Jet Fighter နဲ့နနက်10နာရီခန့်မှာဘုံအကြီးနှလုံးဘုံအသေး10လုံးထပ်မင်းလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်သားများရှိနေရာများကိုသာကြောက်ပောက်ကွဲခဲ့ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရှိရပါတယ်။အလားတူရှမ်းပြည်နယ်နောင်ချိုမြို့နယ်မှာလည်းအကြံဖတ်စစ်တပ်နဲ့တအောင်းတက်မတော် TNL တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေရင်လက်နက်ကြီးများနဲ့ပစ်ခတ်ကာဒိုးစစ်ဆင်တိုက်ခိုက်နေကြောင်း TNL ကထုတ်ပြန်ထားပါတယ်။နောင်ချိုမြို့နယ်မှာရှိတဲ့လုံဆန်ရွာ၊မြက်ချီနူရွာ၊လုံဝဲရွာ၊ညံတောရွာ နောင်လင်ရွာနဲ့နောင်ဩရွာအကြားတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့ဆက်လက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေချိန်မှာအကြမ်းဖက်စစ်တပ်က၄ချောင်းနဲ့ဘုံ၄၅လုံးလက်နက်ကြီး32လုံးတို့နဲ့ပစ်ကူပေးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဇွန်လ28ရက်နေ့မှာနောင်လင်နဲ့နောင်ဩရွာအကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းအတွင်အကြမ်းဖက်စစ်ကောင်စီတပ်ကလေချောင်းနဲ့ဘုံ20လုံးလက်နက်ကြီး32လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အလားတူလုံဆန်ကြည်ရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးမြက်ချင်းတို့လုံဝယ်နဲ့လုံဆန်ကြည်ရွာတို့မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံး၂၀နှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အကြံဖတ်စစ်ကောင်စီတဟညံတော်ကြေးရွာဘက်ကိုလည်း Jet Fighter နဲ့ပေါင900ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အုံမခကြေးရွာဘက်ကိုလည်းလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဇွန်လ26ရက်နေ့ကလည်းနောင်ချိုမြို့နယ်မှာရှိတဲ့နောင်ဖာညံတော်လုံဆန်အုံမခနဲ့နောင်လီကြေးရွာများမှာအကြံဖတ်စစ်ကောင်စီတပ်နဲ့တအောင်တက်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်မှာအကြံဖတ်စစ်ကောင်စီတပ်က လက်နက်ကြီး80လုံး၊ဒရုန်းဖြင့်ပုံ32လုံးတို့ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ညီနောင်မဟာမိတ်၃ဘွဲ့ကငလင်တန်သည့်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်ဆင်ခြင်းများပြုလုပ်မှာမဟုတ်ဘဲတဖက်သက်အပြစ်ရဲ့ကာလကိုနောက်ထပ်တစ်လတက်တန်းထပ်တိုးထားစေမှာအကြံပတ်စစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စီရေးတရိအမြင့်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်ပူရီမှာမြန်မာနိုင်ငံသား၁၀ဦးအပါအဝင်နိုင်ငံခြားသား၁၅ဦးကိုကြီတောင်းများနဲ့အတူဖမ်းဆီးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံချင်ပူရီမှာ မြန်မာနိုင်ငံသား၁၀ဦးအပါအဝင်နိုင်ငံခြားသား၁၅ဦးကိုကြီတောင်များနဲ့အတူဖမ်းဆီးရရှိကြောင်း Khawset English ကသတင်းဖော်ပြပါတယ်။ယနေ့နေ့နောက်ပိုင်းထိုင်းနိုင်ငံရဲ့လူကုန်ကူးမှုတားဆီးနေနေရေးဌာန ACTB ဒီမှရစ်တပ်ဖွဲ့ဝင်များနဲ့အလို့သမားဦးစီးဌာနတို့ကချင်ပူရီအတွင်းမှာရှိတဲ့စစ်ရုံများကိုဝင်ရောက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ရမှာမြန်မာနိုင်ငံသား၁၀ဦးနဲ့တရုတ်နိုင်ငံသား၅ဦးစုစုပေါင်းနိုင်ငံခြားသား၁၅ဦးတို့ကိုကြီးစံခဲ့ရများနဲ့အတူဖမ်းဆီးရရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဖန်စီရရှိသူများမှာတရားဝင်နေထိုင်ခွင့်တည်တည်ကံစာရွက်စာရဲမရှိကြဘဲထွက်ပြေးရန်ကြိုးစားမှုများလည်းရှိကြကြောင်းအစိုးရနိုင်ငံသားသား15ဦးကိုဖန်စီထိန်းသိမ်းထားပြီးချွန်ပူရီခရိုင်ဘန်ပေါင်ရဲစခန်းကိုပို့ဆောင်စစ်ဆေးနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘယ်လာရုစ်ကမြန်မာစစ်အုပ်စုထံကိုလေကြောင်းရန်ကာကွယ်ရေးစနစ်ရောင်းချထားမြန်မာစစ်ဘက်ဝန်ထမ်းများကိုလည်းလေ့ကျင့်သင်ကြားပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာနာရှင်လူကာရှန်ကိုဦးဆောင်တဲ့ဘယ်လာရုစ်အစိုးရဟာမြန်မာစစ်အုပ်စုထံကို လီချောင်းကာကွယ်ရေးစနစ်တစ်ခုကိုရောင်းချထားပြီးမြန်မာစစ်ဘက်ဝန်ထမ်းများကိုဘယ်လာရုစ်တက္ကသိုလ်များမှလေ့ကျင့်သင်ကြားပေးနေကြောင်း Justice for Myanmar GFM အဖွဲ့ကယနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။လျှို့ဝှက်ပေါက်ကြားလာတဲ့မြန်မာလီချောင်းကာကွယ်ရေးကုတ်ကဲမှုဌာနချုပ်နဲ့ဘယ်လာရုစ်အာဏာပိုင်များအကြပေးစာများအရာဘယ်လာရုစ်အာဏာပိုင်များဟာမြန်မာစစ်အုပ်စုအတွက်လီချောင်းကာကွယ်မှုစစ်ရေးဆိုင်ရာအမိန့်ပေးစနစ် MADOC သုံးပတ်မြင်ရေဒါနည်းပညာ မြေပြင်ခြေဆိုင်ဒုံးကျည်စနစ်များအပါအဝင်အစ်စ်မြင့်စစ်ဘက်နှီးပညာများလွှဲပြောင်းပေးထားတဲ့အထောက်အထားများရရှိထားကြောင်း Justice for Myanmar ကထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်အတွင်းတီးတန့်ဒီဇိုင်းရေးဆွဲထားတဲ့အစိုးရလေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို Belarus နိုင်ငံပိုင်ကုမ္ပဏီ BSVT မှတဆင့်မြန်မာစစ်တပ်ထံကိုရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ Belarus အစိုးရနဲ့မြန်မာစစ်အုပ်စုအကြားအရေးပါတဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအထောက်အထားတင်များကိုလည်းတွေ့ရှိရကြောင်း GFM ကဆိုပါတယ်။ အဆိုပါလေကြောင်းကာကွယ်ရေးစနစ်ဟာတော်လန်ရင်အင်အားစုများအသုံးပြုနေတဲ့ drone များအပါအဝင်ဝေဟင်မှာရှိတဲ့အရာဝတ္ထုများကိုရှာဖွေပြီးပြစ်မှတ်များအားအလိုအလျောက်ခြေရာခံလိုက်နိုင်ရန်ဒီဇိုင်းရေးဆွဲထားတဲ့မြင်ကွင်းကျယ်အလိုအလျောက်ထိန်းချုပ်စနစ်နဲ့ Vostok သုံးပတ်မြင် radar နည်းပညာများပါဝင်တယ်လို့ GFM ကဆိုထားပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကအခုအထောက်အထားအသစ်တွေရမြန်မာပြည်သူတွေအပေါ်အကြမ်းဖက်ဆစ်စင်ရေးဆင်နွှဲပြီးစစ်ရာဇွဲမှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စစ်ရာဆွဲမှုတွေကိုအပြစ်ပေးအေးအေးယူခံရခြင်းစိုးစင်းမြမရှိဘဲကျူးလွန်နေတဲ့စစ်အုပ်စုအပေါ်ဘယ်လာရုစ်နိုင်ငံကဆက်ပြီးပံ့ပိုးကူညီနေတာကိုပြသနေပါတယ်။ယူကရိန်းနိုင်ငံအပေါ်ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုမှာဘယ်လာရုစ်နိုင်ငံရဲ့ပံ့ပိုးမှုတွေရှိတာကိုသိရှိထားပြီးဖြစ်တဲ့အတွက်မြန်မာစစ်အုပ်စုနဲ့ဘယ်လာရုစ်အစိုးရတို့အကြားပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်းအရေးတကြီးနဲ့ပုံမကြေကြေပြန့်ပြန့်စိုးရင်တင်ပါတယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီစစ်လက်နက်ထုတ်လို့ရေးစက်ရုံများနဲ့ဆက်နွယ်နေတဲ့ မြန်မာစစ်ဘက်ဝန်ထမ်းများဟာ Belarusian State University of Informatics and Radio Electronics BSUIR မှာလေကြောင်းကာကွယ်ရေးစနစ်များအတွက် Radio Electronic Engineering ပညာရည်များသုတေသနပြုသင်ယူလေ့လာနေတယ်လို့လည်း GFM ကဆိုပါတယ်မြန်မာစစ်တပ်ဝန်ထမ်းများကို Belarus မှာလေ့ကျင့်သင်ကြားပေးနေခြင်းနဲ့ပတ်သက်ပြီးမယတနာမောင်ကမြန်မာစစ်ဘက်ဝန်ထမ်းတွေကိုလက်ခံထားတဲ့တက္ကသိုလ်တွေအပါအဝင် Belarus အပေါ်တန်ခတ်ပိတ်ဆို့မှုတွေမဖြစ်မနေချမှတ်ပါ ဘယ်လာရုစ်နိုင်ငံကတဆင့်မြန်မာနိုင်ငံကိုကုန်ပစ္စည်းတင်ပို့မှုမှန်သမျှတားဆီးဟန်တားနိုင်ရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေကိုလည်းလှုံ့ဆော်တင်ပါတယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်။ဘယ်လာရုစ်နိုင်ငံဟာမြန်မာစစ်အုပ်စုနဲ့ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ပြည်ခဲ့တဲ့နှစ်များအတွင်းနှစ်နိုင်ငံကြားအပြန်အလှန်အဆင့်မြင့်ချစ်ကြည်ရေးခီးစဉ်များခက်ဆိတ်ဆိတ်ဖြစ်လာခဲ့ပြီး2025ခုနှစ်အတွင်းမှာတော့စစ်ရာဆွေးခေါင်းဆောင်မင်းအောင်လှိုင်ကဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်တွားရောက်ခဲ့ကအာနာရှင်အလက်ဇန်းဒါလူကာရှန်ကိုအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့ပါတယ် ဘယ်လာရုစ်စစ်ဘက်အင်ဂျင်နီယာရင်းနဲ့စစ်လက်နက်စက်ရုံများမှကိုယ်စားလှယ်များအပါအဝင်ဘယ်လာရုစ်ကိုယ်စားလှယ်များဟာမြန်မာနိုင်ငံကိုအကြိမ်ကြိမ်လာရောက်ခဲ့ကြောင်း GFM ကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထား။တော်နဲ့နှလုံးဆက်ဆက်ဝေဒနာများခံစားနေရပေမဲ့စိတ်ကူတော့ွက်အပြည့်အဝမပေးဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်ထားဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ လူလူကောင်းဆောင်ဒွန်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုပ်နှောင်ထားပြီးတောင်းနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရပေမဲ့စိတ်ကူတာကွင့်အပြည့်အဝမပေးဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေကြောင်းမြန်မာ Prison Witness မှဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငေကပြောကြားပါတယ်။ဒွန်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့၁၄မိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်း လူတို့ခေါင်းဆောင်မှာသွားနဲ့ပတ်သက်တဲ့ယောဂနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာများခံစားနေရပြီးစေဝါကုသကွင့်အပြည့်အဝမရရှိကြောင်းသိရှိရပါတယ်။မြန်မာ Present Witness အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူတို့ခေါင်းဆောင်ဒွန်ဆန်းစုကြည်ဟာလက်ရှိအချိန်မှာအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်းစာအဲ့တွေ့ကွင့်ပင်မရရှိပဲအကျဉ်းသားအခွင့်အရေးများပါချုပ်ဖောက်ခံနေရကြောင်းဒွန်ဆန်းစုကြည်ရဲ့ချုံနောင်ထားတဲ့နေရာကိုလက်ရှိအချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးကုတ်ကဲနေကြောင်းသိရှိရပါတယ်။ ျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားသလောက်ကတော့အန်တီဒွန်ဆန်စုကြည်ကလက်ရှိမှာသွားနဲ့ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ်။နောက်ပြီးလက်တလုံးမှာလည်းအသက်အရွယ်ကြီးတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေတည်ဆုံနေတာဖြစ်တဲ့အတွက်အန်တီဒွန်ဆန်စုကြည်အတွက်ကျမတို့အဖွဲ့အနေနဲ့များစွာစိုးရိမ်မိပါတယ်လို့မြန်မာ Press and Witness မှဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောကြားပါတယ်။ ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးစေဝါကုသမှုအချို့ရရှိထားပေမဲ့အပြည့်အဝစေဝါကုသခွင့်မရရှိကြောင်းထောင်တွင်းမှာရှိတဲ့ဆရာဝန်ကသာတာဝန်အရစေမီတို့များနဲ့ကုသပေးတဲ့ပုံစံမျိုးဖြစ်နေကြောင်း၎င်းကရှင်းပြပါတယ်။သွားနဲ့ပတ်သက်တဲ့ယောဂါယောနှလုံးနဲ့ပတ်သက်တဲ့ယောဂါယောခံစားနေရတာအတော်ကြာခဲ့ပါပြီ။စေမီတို့နဲ့ပဲကုသနေရတဲ့အတွက်ကြောင့်ဘယ်လိုမှတတ်တာလာမှာမဟုတ်ပါဘူးအခုချိန်ထိလဲယောဂဝေဒနာကိုခံစားနေရဆဲဖြစ်ပါတယ်လို့မဆူးငယ်ကဆက်လက်ပြောဆိုပါတယ် ဒါအပြင်အကျဉ်းသားတအုပ်ရဲ့အခွင့်အရေးဖြစ်တဲ့မိသားစုနဲ့တာဝန်စားအတွေ့အကြုံကိုမရရှိအောင်ပိတ်ပင်ခံထားရတဲ့တအုပ်တည်းသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးတာဝန်စားအတွေ့အကြုံဟာအကျဉ်းသားတိုင်းရရှိရမယ့်အခွင့်အရေးဖြစ်တယ်လို့အကျဉ်းတောင်လက်ဆွဲဥပဒေမှာတရားဝင်ပြဋ္ဌာန်းထားပေမယ့်ယခုကဲ့သို့မိသားစုဝင်များနဲ့တာဝန်စားအတွေ့အကြုံမပေးခြင်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းဟာရည်ရွယ်ချက်ရှိရှိစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခံရခြင်းဖြစ်ကြောင်းမြန်မာ Press and Witness ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ ။အဲ့ဒီလိုထောင်တွင်းမှာရှိတဲ့လူထုခေါင်းဆောင်ရဲ့အခြေအနေများနဲ့ပတ်သက်ပြီးမြန်မာ Prison Witness MPW အဖွဲ့နဲ့ယုံကြည်စိတ်ချရတဲ့တည်င်းအရင်မြေမိဖက်အဖွဲ့အစည်းများနဲ့ဆွေးနွေးတိုင်ပင်ပြီးတည်င်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မိဖက်အဖွဲ့အစည်းတွေရဲ့နာမည်ကိုတော့လုံခြုံရေးအရာထဲသုံးပိုင်ခွင့်မရရှိသေးတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့အစည်းအနေနဲ့ပဲတာဝန်ယူထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့မဆူးငယ်ကရှင်းပြပါတယ်။မြမအချင်းထောင်တက်တဲ့ MPW အဖွဲ့အနေနဲ့ ဒေါ်ဆန်းစုကြည်ကိုအာနာတိန်စစ်ကောင်စီကမတရားချုပ်နှောင်ထားမှု အကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်ကိုအပြည်ပြည်ဆိုင်ရာအတိုင်းအဝိုင်းကပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရန်တောင်းဆိုကြောင်းလည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒေါ်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချမှုနဲ့နောက်ဆက်တွဲအတွက်တာဝန်ခံရမယ့်သူများမှာအကြမ်းဖက်မဲအောင်လိုင်းစိုးဝင်းတို့အပါအဝင်ပြည်ထရေးဝန်ကြီးအောင်စုထွတ်လက်ရှိအနာပေးခံတာရာပြည်ထရေးဝန်ကြီးအောင်ရာပြည့်လက်ရှိနေဆက်ရေးရာဝန်ကြီး ပြည်ထရေးဝန်ကြီးထွန်းထွန်းအောင်လက်ရှိကာဆာထ6မိုးများဖြစ်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်လိုင်းဒုတိယဗိုလ်ချုပ်ကြီးတန်ထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြန့်အချင်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဟောင်းဇော်ဝင်းအချင်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်မျိုးစွေလက်ရှိနေပြည်တော်အချုပ်ထောင်ထောင်ပိုင်ဦးသိန်းစော်မောင်ဒုထောင်ပိုင်ဦးကျော်သူရဦးစီးအရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြပ်ရေးမှူးကျော်မင်းထိုင်ဦးစီးအရာရှိတိန်ကီမြင့်လက်ထောက်ကြီးကြပ်ရေးမှူးမေသူအောင်တို့ပါဝင်ကြောင်းသိရှိရပါတယ် အလားတူလူထုကောင်းဆောင်တောင်ဆန်းစုကြည်ကိုတရားဆွဲအကျဉ်းချရမှာအကြံဖတ်စစ်ကောင်စီရဲ့အလိုကြဇပူတီရိမြို့နယ်တရားသူကြီးဥမမောင်လွင်တက္ကိနခရိုင်တရားသူကြီးဥရဲလွင်မန္တလေးတိုင်းလွတ်တော်တရားသူကြီးဥမြင့်တန်းမန္တလေးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါခင်သင်းဝေတို့မှတသွေးမတိန်လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ် ဒါအပြင်မြန်မာအချင်းထောင်တပ်တွေ MPW အဖွဲ့အစည်းအနေနဲ့ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအချင်းသားများကိုချက်ချင်းပြန်လွတ်ပေးရတဲ့ပတ်သက်ပြီးနိုင်ငံတကာခေါင်းဆောင်များအနေနဲ့စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံမှာရှိတဲ့အာဏာသိမ်းစစ်တပ်အပေါ်ကိုတန်တမာရေးဖိအားပေးခြင်းအပြင်စစ်ခေါင်းဆောင်များနိုင်ငံပြင်ပသွာလာမှုများကိုကန့်သက်ခြင်းပြုရန်ဒေါ်ဆန်းစုကြည်ကိုလွတ်လပ်တဲ့လူ့အခွင့်အရေးအဖွဲ့များနဲ့ ICRC ကချက်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန် ဒေါ်ဆန်စုကြည်တဦးတည်းချိုးဖောက်ခံထားရတဲ့မိသားစုဝင်တမဟုတ်တက်ဆိုင်သူများနဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးအပြည့်အဝပေးရင်အာနာသိန်းစစ်ခေါင်းဆောင်များကိုဖိအားပေးတောင်းဆိုရန်စတဲ့အချက်လေးချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံတကာခေါင်းဆောင်များထံကိုတောင်းဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နထိုးကြီးမြို့နယ်မှာ PDF တော်လှန်ရေးရဲဘော်များအဖြစ်တာဝန်ထမ်းဆောင်ရန်ဝင်ရောက်လာတဲ့အသက်မပြည့်သူကလေး၄ဦးကို မိဘအုတ်ထင်းသူများထံကိုပြန်လည်အနှံဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ရောက်ရှိလာတဲ့အသက်မပြည့်သူကလေးတငယ်၄ဦးကိုမိဘအုတ်ထင်းသူများထံကိုပြန်လည်အနှံလိုက်ကြောင်းမြင်းကျန်ခရိုင်ပကဖမှတာဝန်ရှိသူတို့ကပြောကြားပါဗျ။ဇွန်လ20ရက်နေ့နထိုးကြီးမြို့နယ်အတွင်းနေအသက်15နှစ်အရွယ်နဲ့အသက်18နှစ်အရွယ်လူငယ်၄ဦးဟာ PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန် online မှာတဆင့်ဆက်သွယ်ပြီးတော်လန်ရဲ့အဖွဲ့အစည်းတစ်ခုထံကိုဝင်ရောက်ခဲ့ကြောင်း အဲ့ဒီလိုဝင်ရောက်လာခဲ့ပြီးနောက်အသက်မပြည့်သေးတဲ့ကလေးငယ်များဖြစ်နေတာကိုစစ်စစ်တွေ့ရှိရတဲ့အတွက်မြင်းကြံခရိုင်ပကဖထံကိုဆက်သွယ်ကမိဘအုပ်ထင်းသူထံကိုပြန်လည်အနံပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီနောက်မြင်းကြံပကဖကဇွန်လ26ရက်နေ့မှာမိဘများထံကိုပြန်လည်ပေးအပ်မဲ့အသက်မပြည့်သေးတဲ့လူငယ်များကိုလက်ခံကဇွန်လ28ရက်နေ့မှာမိဘအုပ်ထင်းသူများကိုပြန်လည်ခေါ်ယူအနံပေးလိုက်ကြောင်းသိရှိရပါတယ်။ယောက်ျားလေး၄ယောက်ပါအသက်15နှစ်2ယောက်ပါတယ်18နှစ်ထဲမှာ2ယောက်ပါတယ်။ တော်လိုင်းအင်အားစုတဲမှာရှိတဲ့အဖွဲတစ်ခုနဲ့ဆိုရှယ်ကနေချိတ်ဆက်ပြီးတော့ဝင်ရောက်သွားတာသူတို့စီရောက်သွားမှာပဲဒီအဖွဲစည်းကလည်းဝင်လာသူတွေကအသက်မပြည့်သေးဘူးဆိုတာသိရတာတည်တဲ့အတွက်ကြောင့်ဒီကကလေးတွေကကျွန်တော်တို့မြင်းကြံခရိုင်နေမြေတဲကဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခရိုင်ပတ်ကဖကိုဆက်သွယ်လာတာအဲဒါကြောင့်ကျွန်တော်တို့အခုလိုစီစဉ်ဆောင်ရွက်လိုက်တာပါလို့မြင်းကြံခရိုင်ပတ်ကဖမှာတာဝန်ရှိသူတို့ကပြောကြပါတယ် မြင်းကြံခရင်ပကဖအနေနဲ့ပြည်သူများနဲ့အတူတသားတည်းရှိနေပြီးကလေးတငယ်များရဲ့လုံခြုံရေးမိဘများရဲ့လုံခြုံရေးအခြေအနေကိုတွက်ချက်ကပြန်ပို့၍ရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ပြန်လည်အနှံပေးလိုက်ခြင်းဖြစ်ကြောင်းထို့ပြင် Jennifer Convention နဲ့အညီဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ကြကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့ကြပါစေခင်ဗျာ။ 没叫吧这。